ကြီးမားတဲ့ရုပ်ကားတော်တွေဝင်းရနေတယ်ဝက်ခွန်ချမ်းဖရာကျောင်းစိတ်ဝင်စားရင်လက်ခံနော်ဝဒီကတူခွန်ဒီနေ့မှာတော့လူတိနေပေမဲ့ပုံမှန်ထက်ကွဲထွက်နေတဲ့ဖះเจ้าအင်းတစ်ခုကိုတင်ဆက်ပေးခြင်းနဲ့ ဝက်ခွန်ချန်လို့အမည်ရပြီးတော့ကြီးမားတဲ့ထိုင်တော်မူဗုဒ္ဓရုပ်ပွားတော်ကြီးကိုပလင်အဖြစ်နဲ့စင်ပြူတော်သုံးကောင်ကထောက်ပံ့ပေးနေပုံကိုပူဇော်ထားတယ်။အောက်ခြေမှာလည်းရက်ခဘလူးရုပ်ကြီးကိုထွန်းထူထားတယ်။ဒါအပြင်ဘေးပလင်မှာလည်းကြီးမားတဲ့ရုပ်ပွားတော်ကြီးနဲ့ပူဇော်ထားပါတယ်။ဒီပြားကြောင်ကြီးကဂျာမန်ထိုင်းယဉ်ကျေးမှုအနုပညာရေးနဲ့ပေါင်းဆက်ဖန်တီးထားတဲ့အတွက်ကြောင့်တာမန်ထက်ကွဲထွက်နေတဲ့အပြင်ဆင်းလက်မှုအနုပညာတွေကိုလည်းတွေ့နိုင်မှာပါ ဒီနေရာလေးကိုလာမယ်ဆိုရင်တော့ MRT Blue Line Vampire Station ကနေ15မိနစ်လောက်လမ်းလျှောက်လာရင်ရောက်တယ်လို့ Bus ကနေဆိုရင်တော့ဒီနံပါတ်တွေရောက်ပါတယ်ဝင်ကြီးခမဲ့ဖြစ်ပြီးတော့ open air ဝါအနေနဲ့ကတော့မနက်6:00နာရီခွဲကနေည9:00နာရီထိပေးရမရှိဖွင့်လှစ်ပေးထားပါတယ်။နောက်ပြီးတော့ဖာစီချာရွန်ချောင်းမင်းသားမှာရှိတဲ့အတွက်ကြောင့် pack နဲ့ရုပ်ပွားတို့ရရနေ9မိနစ်လောက်လမ်းလျှောက်လာမယ်ဆိုရင်လည်းအလွယ်တကူရောက်နိုင်ပါတယ်။ ဒါကြောင့်မလို့ဝက်ခွန်ချံဖျားကြောင်းကြီးကလူတိနေပေမဲ့ဘန်ကောက်ကိုရောက်တဲ့သူတိုင်းတစ်ခါလုံးသွားကြည့်တဲ့နေရာတစ်ခုဖြစ်လို့ညွှန်ပေးလိုက်တယ်နော်။နောက်ထပ်နောက်ထပ်လည်းစိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအရာတွေအများကြီးကိုတက်ဆက်ပေးသွားမှာမို့လို့ဒီ season လေးကို select ဆောက်ကြည့်ပေးကြအောင်နော်။အားလုံးပဲတတ်တာ